ိုနီစတော့ကဘာကြောင့်ဒေါက်တာတွန်းဖြစ်လာရတာလဲမင်းလာပါခင်ဗျာ great movie ကနေပြီးတော့ကြိုးစားပါပြီဒိုနီစတော့ကိုကျွန်တော်အားလုံး iron man ဖြစ်တည်ထားပြီးတော့အန်ဂိမ်းမှာ iron man တည်သွားတာ MCU ပြည်သက်တွေအတွက်အတော်လေးကိုစိတ်ထိခိုက်စရာဖြစ်ခဲ့ရပါတယ်ဒီဥဆောင်နာမည်က robert dooney ဆိုပေမဲ့အားလုံးရင်းနှီးတဲ့ဒိုနီစတော့လို့ပဲသုံးလုံးလိုက်ပါမယ်ဒီကိစ္စကိုပြောချင်ရင် iron man တည်ခဲ့တဲ့အကြောင်းအရာနဲ့စပြီးတော့ပြောရပါလိမ့်မယ် အရမန်တည်သွားတာကတကဘာလုံးနေမှာပဲဆက်ကြဝလာကြီးတစ်ခုလုံးကိုကဲတင်ခြင်းလို့ပဲအဲ့ဒီအတွက်သူကအနေနာခံသွားတာဒါမှမဟုတ်အခုတော့ဒေါက်တာဒွန်းဖြစ်ပြန်လာတော့တိတ်ပြီးတော့သဘောမကျတဲ့လူတွေရှိတယ်အရမန်လိုမျိုးကြီးမြတ်တဲ့နှလုံးသားနဲ့အနေနာခံခဲ့တဲ့ဟီးရိုးကြီးဟီးရိုးဆိုတာဝိဇ္ဇုံအောက်ကနေထုတ်ပြင်းတဲ့လိုအပ်လာရင် အသက်ပါပေးရတယ်ဆိုတာဟီးရိုးကဒါကိုခေါ်ရဲဆိုတာကိုပြသခဲ့တဲ့လူကြီးဟာ တကဘာလုံးသိမ့်ပိုက်ခြင်းနဲ့လောကကြီးကိုလွှမ်းမိုးခြင်းနဲ့ဒေါက်တာဒွန်းဆိုတဲ့ villain ဖြစ်ပြန်လာမှာအရိုမန်ဘီလီယံနာတယောက်ဒါတော့ချမ်းသာတော်မှအေးရအေးချောင်းမနေပဲလူတွေအတွက်သူပိုင်ဆိုင်တဲ့အရာတွေအားလုံးကိုစွန့်လို့ရဲ့လူဒီ character နှစ်ခုအတော်လေးကိုကြွာချားနေတဲ့အတွက်ဒီလိုပုံစံနဲ့ပြန်လာမယ့်စာတည်သွားတဲ့ Iron Man အဖြစ်ပဲလူတွေကမြင်ကျင်ကြပါတယ်သူတို့သိတဲ့ hero villain အဖြစ်နဲ့ပြန်ပြီးတော့မလာစေချင်ကြဘူးဒါလည်းဖြစ်တင်တယ် Iron Man နဲ့ Batman တို့လို့ မင်းတို့ကဝတ်စုံမရှိရင်မင်းကဘာမှမဟုတ်ဘူးဆိုပြီးတော့အပြောခံရတဲ့လူတွေကတကယ်တမ်းပါရယ်ဆိုရယ်စူပါဟီးရိုးကြီးဂျားထဲမှာနောက်ဆုံးအဗန်ဂျာမှာဆိုရင်ဂေါ်တဘာတော်မှာပါလိုက်ပါသေးတယ်။အဲ့လိုလူတွေဂျားထဲမှာဟီးရိုးဆိုရယ်စကလုံးတွေကိုတင်ပေးသွားရတူပါ။ဒါကြောင့်မလို့လူတွေမကြူစူကြတာဖြစ်တင်ပါရီ။ဒါဆိုရင်ဘာကြောင့် MCU ကပြန်ခေါ်ရလဲ။ဒီမှာလက်တွေ့စံတာနဲ့ဖန်သီအိုရီလိုမျိုးလက်တွေ့မစံတဲ့အရာဆိုပြီးနှစ်ခုရှိပါတယ်။ လက်တွေ့ဆန်တဲ့အရာကိုမပြောခင်မှာ fan theory လိုမျိုးအရာကိုကျွန်တော်အရင်ပြောပြပါမယ် fan theory ဆိုပေမဲ့လက်ခံလို့ရလောက်တဲ့ fact မျိုးဖြစ်နေလို့ပါတခုကဒေါက်တာဒွန်းက iron man ရဲ့ညီကိုဖြစ်တယ်ဆိုပြီးတော့ဗောလီအားလုံးသိတဲ့အတိုင်းပဲ iron man မှာညီကိုမရှိဘူးဒါပေမဲ့ avenger and gain ထဲမှာ avenger တွေက1980ခုနှစ်ထိကိုအချိန်ခီးသွားခဲ့ကြတယ်အဲဒီမှာ tony ကသူ့ရဲ့အဖေနဲ့တွေ့ခွင့်ရခဲ့ပါတယ်အဲ့ဒီမှာသူ့ရဲ့ဘေးကသူ့အမေအကြောင်းပြောရင်းကအဲ့ဒီမှာတိုနီကိုမွေးခဲ့တဲ့ခုနှစ်က April 9ရက်1980လို့ပြောပါမယ် ။ဒါကြောင့်တိုနီကဝေသွားတယ်။ဘာလို့လဲဆိုတော့အဲတိုနီရတကယ်မွေးနေရ1980မေလ29ရက်နေ့ပါ။ဒီတော့မွေးနေမတူနောက်ပြီးတော့စတော့က biological stand ဆိုတဲ့အချက်ပါ။ဒီတော့ဒေါက်တာဒွန်းကတိုနီရဲ့ hidden brother လို့ဆိုတဲ့ fan theory တစ်ခုရှိနေပါတယ်။ဒါဖြစ်နိုင်ရည်ရှိတဲ့အချက်နောက်တစ်ခုကတော့ဖြစ်နိုင်ရည်နည်းတယ်။ဒါတော့ Iron Man ရဲ့သားဆိုတဲ့အချက်ပါ။နောက်တစ်ခုကတော့ comment မှာ Iron Man ဝတ်စုံနဲ့ Dr. Doom ပါရဲ့အပိုင်းနေရှိခဲ့ဘူးတာကြောင့်လို့ဆိုကြမြန်ပါတယ် ဒါတွေကဖန်သီတွေတက်တက်ပါပဲတကယ်တမ်းဖြစ်နိုင်ရည်အရှိဆုံးကတော့ Iron Man မာဗေးကထုတ်တဲ့ပထမဆုံးစူပါဟီးရိုးတစ်ယောက်ပရိသတ်ချစ်ခင်မှုနဲ့အားပေးမှုအများဆုံးရတာတွေခရိုက်တာတစ်ခုတယောက်ဆောင်တိုနီစတော့ကြောင့်လည်းပါလိမ့်မယ်ဒီလိုမျိုး icon တစ်ခုကိုတက်လိုက်တဲ့နောက်မှာ First Avenger ကိုနားလိုက်ပြီးရဲ့နောက်မှာနောက်ပိုင်း Avenger တွေကအရင် Avenger တွေလောက်မှအောင်မြင်တော့တိုနီကတည်တယ်လို့ကပတိန်ကလည်းဆက်ပြီးတော့မပါတော့နောက်ပြီး Wakanda လည်းတည်တယ် အဓိကဇက်ကောင်တွေမစုံတော့တဲ့ MCU ကြီးကအရင်လောက်မခမ်းနာတော့ကြအောင်မလို့အရင်လိုပြန်ခမ်းနာခြင်းလို့ကိုတိုနီကိုနောက်ထပ်တနည်းနဲ့ပြန်ခေါ်ခဲ့ရတာပါဒီကြားရရထွက်ခဲ့တဲ့ Loki series, Shiori လိုမျိုး series တွေကလည်းထင်သလောက်မအောင်မြင်ခဲ့သလိုတခြား movie တွေကလည်းအရင်လိုမျိုးတိုးပြီးမပေါတော့တပတ်မှ DC ရ Superman အသစ်နဲ့ reboot လုပ်လိုက်တဲ့အချိန်မှာဒီတိုင်းနေဖေးသွားနိုင်လို့တရုတ်ဆောင်ကြီးနေမဲ့တန်ပေါင်းများစွာကုန်ကြနိုင်တဲ့သူရဲ့ superhero မျက်နှာစာကြီးကိုပြန်ခေါ်ပြီးတော့ MCU ကိုနောက်ထပ်တစ်ခေတ်စမ်းစီနေတာပါ ဒီအတွက်ဒေါက်တာဒုံးနဲ့ချဖို့အတွက်လေ Fantastic Four ကိုပါအရင်ရုပ်ရှင်တကာထုတ်ပေးထားတာပါဒါကဘာလို့ Iron Man ကိုဒေါက်တာဒုံးဖြစ်ပြန်ပြီးတော့ခေါ်တယ်လဲဆိုရဲအဓိကအကြောင်းရင်းပဲဖြစ်ပါတယ်ဒေါက်တာဒုံးကတိုနီစတုန်းနဲ့လုံးဝမလိုက်တာတော့မဟုတ်ပါဘူး Iron Man ဆိုရဲဇက်ကောင်ရောဒေါက်တာဒုံးဆိုရဲဇက်ကောင်မောင်မျက်နှာပေါင်းအောက်က genius တွေပါမဒူရာကတော့အရင်ကစူပါပါဝါမရှိပဲဝိဇုံအားကိုးတဲ့ဘီလီယံနာဘဝနေပြီးတော့အခုဒေါက်တာဒုံးမကျတော့ကိုပိုင်းအစွမ်းနေအပြည့်အဝရှိနေတယ်မော်စရာတူးလို့မြင်ရမှာပါအ ေါက်တာဒိုနဲ့ရောဘတ်ဒိုနီတယောက် MCU ကိုအရင်လိုမျိုးနေရက်တွေကိုပြန်ပြီးခန်းနာပေးနိုင်မလားဆိုတာကတော့ကျွန်တော်စောင့်ကြည့်သွားမှာဖြစ်ပါတယ် New mask. Same task.